တနေ့တိုင်းမျိုးနယ်ထဲကရွာအချို့မှာဓာတ်ပြင်ဩဇာဝဲရခက်ပြီးလုံလုံလောက်လောက်မတုံနိုင်လို့အတိအမှန်မဖြစ်တော့ပဲဖြစ်နေတယ်လို့ကိစိုက်တော်သူတွေနဲ့ဒေသခံတွေစီကတရားပါရီအခုနဲ့မချလာကစလို့ဆက်နာရှိတက်ကတွန်လိုင်းထိတ်ချုပ်နယ်မြေတွေကိုကုတ်ပစ္စည်းတစ်သွင်းခွဲပိတ်ထားတဲ့အထက်ဓာတ်ပြင်ဩဇာလဲပါတဲ့အတွက်စစ်တက်လာပြီးဝဲရခက်လာတယ်လို့ကိစိုက်တော်သူတွေကပြောပါရီ တနင်္သာရမျိုးနယ်ထဲကတမီလာကျောက်စီရဲ့ရွာမနဲ့ဝမ်းနာရွာစတဲ့တနင်္သာမြင့်ချောင်းတချောင်းမှာရှိတဲ့ရွာအများစုမှာကိုင်းတီးနိုင်တွေစိုက်ပျိုးကြပြီးအဲ့ဒီရွာတွေမှာဓာတ်မြူဩဇာတွေရှားနေတာပါကိုင်းတီးနဲ့အပင်တွေကိုဓာတ်မြေဩဇာလုံလုံလောက်လောက်မကျွေးနိုင်တဲ့အတွက်အပင်တွေမကြီးထွားတော့ဘဲအတိမတိတာနဲ့အပင်ပစ္စည်းတော့တွေဖြစ်နေတယ်လို့တမီလော့ရော်မာနေတဲ့ကိုင်းဆိုင်တောက်သူတို့ကပြောပါရီ အထူးသဖြင့်ငရုတ်တီပဲတီစိတ်ဆာဥပုံလာဥချင်းပေါင်းပင်ရှလက်ရွက်ပင်တွေမဖြစ်တော့တာလို့ဆိုပါရီတမ်းပြေဩဇာတွေကိုဈေးဝယ်ယူခွက်လက်မှတ်လုပ်ပြီးတနင်္သာရမျိုးပေါ်မှာတွားဝဲချရတဲ့အပြင်ကောင်းတဒံလီတဒံတည်ယူရတဲ့အတွက်လဲဈေးပိုတလာတလို့လုံလုံလောက်လောက်လဲတည်ခွင့်မရဘူးလို့ဆိုပါရီကောင်းဈေးဝယ်ယူသူတွေကလည်းရောင်းပန်းလာတဲ့တင်းနယ်တွေကိုပဲဝယ်ယူကြတဲ့အတွက်အခက်တွေ့နေကြတယ်လို့ကိုင်းစက်တောက်သူတွေကဆိုပါရီ အဲ့ဒီရွာတွေကထွက်တဲ့အကိုင်းတင်းနံတွေကိုအရင်ကမြိတ်တနင်းသားမျိုးပေါ်ကိုပို့ဆောင်ရောင်းချကြပြီးလက်ရှိမှာတည်ယူခွက်ကက်သက်မှုတွေကြောင့်အနည်းဝအချင်းကကျွာအုပ်စုတွေထဲမှာပဲပြန်လဲရောင်းချကြတာဖြစ်တယ်လို့သိရပါဗျာ